တော့အဲ့ဒီတက်ထိန်ထဲမှာဘုသူတိန်နိုင်တဲ့ကြီးတဲ့နောက်တစ်ယောက်ထပ်ပေါ်တယ်အဲ့ဒါကတော့ဘလူလဲဆိုတော့တက်ထိန်သူ့နာမည်ငထိန်တယ်ဟမ်ငထိန်အဲ့တော့ငထိန်ကနည်းတဲ့အကောင်ကြီးမဟုတ် ွားသူ့ရဲ့ຢာရုဘယ်လောက်လဲကြည့်လိုက်တော့ဒီနားမှာတစ်ရက်လားနှစ်ရက်လားမသိဘူးဒါပြောလိုက်ရင်တော့စောက်ကြီးစောက်ကြီးလို့ပြောလို့ခေါ်တော့အာနာရှင်ကအသုံးချထားတဲ့စစ်တပ်စစ်ခွေးတွေကစောက်ထင်ကြီးစရာတပြားမှမရှိဘူးဟေးချစ်ပလိတဲ့ကြီးများလုံးမင်္ဂလာပါဂျက်ဆူရှင်ကနေပြလိုက်ချစ်စော်လိုက်ပါတယ်ဒီကနေ့နိုဝင်ဘာ15ရက်နေ့ငယ်နေပိုင်းနောက်ဆုံးရရှိထားတဲ့စစ်ခွေးတွေမှာတပေါ်တော့တဲ့တရင်တို့တရင်ကောင်းလေးတွေတင်ဆက်ပြီးတိုင်းနဲ့နောက်မှာကိုကြီးကိုကြောကြောကို0တင်ဆက်ပြီးတဲ့တရင်လေးတွေထောင်းဆောင်တဲ့သူကြမှာဖြစ်ပါတယ်ဟုတ်ပြီ နော် just net သူစုံတယ်လိုက်ပါကြည့်ဖို့တဲ့ဖေးကပါတယ်ကဲစလိုက်ကြ let's go ဟုတ်ပြီပထမဆုံးသတင်းတပုံအနေနဲ့မွန်ပြည်နယ်ရေးမြုံနယ်ရွာကလေးနဲ့ဝရဟန်းရွာကြားတွေအချမ်းဖက်စစ်တပ်နဲ့ဒီဘလိုအဖွဲတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်သားခုနှစ်ဦးမတာပေါ်သွားကအမြပြထိခိုက်တိုင်ရန်ရရှိခဲ့ကြောင်းဒီဘလိုတပ်ဖွဲ့ကြီးကောင်းဆောင်တိုက်ရင်မှုဒီဘလိုကထုတ်ပြန်ပြောဆိုလိုက်တဲ့သတင်းလေးဖြစ်ပါတယ်။ကောင်းပါကောင်း။ ပြီးတော့နောက်မှာစကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာချောင်းလမ်းပိုက်တနေရာတွေအကျန်းဖက်စီရင်တန်းကိုမိုက်ဆွဲပိခတ်တိုက်ခိုက်ခဲ့ရာစစ်ခွေးနှအိုးမတာပေါ်သွားခဲ့တယ်လို့သိရှိရပါတယ်။ကောင်းမှာကောင်းပြီးတော့နောက်မှာစကိုင်းတိုင်းတန့်စင်မြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်ခွေးနှအိုးမတာပေါ်သွားပြီးတနတ်တလက်တိန်ဆဲရရှိခဲ့တယ်လို့သိရှိရပါတယ်။ကောင်းမှာကောင်းပြီးတော့နောက်မှာအကျွေးချိုတိတက်တက်ခိုင်ရွေးကောက်ပွဲဝင်ခွင့်ပြုရန်မင်းအွန်လိုက်ထံတို့အတနာခံစာတင်ခဲ့တော်လဲမင်းအွန်လိုက်ကမတနာ ရွက်ရွေးကောက်ပွဲပြင်ခွင်းလုံးဝအဆုံးတတ်ဤကုံချုပ်သွားပြီဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီကတယ်ဝင်အပြည့်ပြုထုတ်ဖော်ပြောဆိုလိုက်တဲ့တင်လင်းဖြစ်ပါတယ်စီမကောင်းပါဘူးကွယ်ဒေါက်တက်တက်ခရေးနော်ပြီးတော့နောက်မှာပဲခိုးတိုင်းရေတာရှင်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာတော့အကြမ်းဖက်စစ်တပ်ကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာစစ်ခွေ20ဝမတာပေါ်တော့ကြောင်းရေတာရှင်မြို့နယ်ပြည်သူ့ကကွယ်ရေးတပ်မတော်တိုက်ရင်3934ဤ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုလိုက်တဲ့သတင်းလေးဖြစ်ပါတယ်။ကောင်းလိုက်တဲ့သတင်းเนาะကဲဟုတ်ပြီသတင်းလေးတွေတော့ပဲဖြစ်ပါလိမ့်မယ်။ကဲဟုတ်ပြီကျွန်တော်တို့ကိုစီတန်းဆက်ပြတဲ့သတင်းလေးစလိုက်ကြအောင် Let's go စစ်တပ်ထဲမှာတပ်ထင်းဆိုတာကြားဘူးမှာပါเนาะတပ်ထင်းကအခုတော့ဘုချုပ်တိန်းနိုင်ပေါ့ဘဟုတပ်ထင်းရှိဘဟုတပ်ထင်းเนี่ยမှုကင်းအဲရေဖော်ထုတ်ထင်းတဲ့ရေးတပ်ဒီတပ်ထင်းပေါ့အဲ့ဒီအခုတပ်ထင်းပေါ့ရန်ကုန်ပေါ့အဲ့ဒါ အဲ့ဒီနှစ်ခုအပါဝင်အားလုံးပေါင်းတထိန်တက်ခွဲ24ခုရှိတယ်တနင်္ဂနွေလုံးမှာနော်အဲ့ဒါဒါဒါဟိုမိုင်းလည်းမှားပါတော့နော်ကျွန်တော်လေ့လာထားတဲ့လောက်တိရတယ်အဲ့တော့အဲ့ဒီ24ခုမှာအကြီးဆုံးကတော့အခုချိန်မှာဘုချုပ်တိန်းနိုင်ပေါ့ဘုချုပ်တိန်းနိုင်ဟုတ်တယ်တိန်းနိုင်တိန်းနိုင်ဆိုတော့အဲ့ဒီတက်ထိန်ထဲမှာဘုချုပ်တိန်းနိုင်တဲ့ကြီးတဲ့နောက်တစ်ယောက်ထပ်ပေါ်တယ်ကူအဲ့ဒါကတော့ဘဘူးလဲဆိုတော့တက်ထိန်သူ့နာမည်ငထိန်နေငထိန် အဲ့တော့ငထိန်ကနည်းတဲ့အကောင်ကြီးမဟုတ်သူကသူ့ရဲ့ယာရုဘယ်လောက်လဲကြည့်လိုက်တော့ဒီနားမှာတရစ်လားနှစ်ရစ်လားမသိဒါပြောလိုက်ရင်တော့စောက်ကြီးစောက်ကြီးလို့ပြောလို့ကောင်းတော့နော်အခုလည်းကရင်ပြည်နယ်မှာဟိုမှာနေဆက်စခန်းကျသွားတယ်အဲ့တော့မောတော်နေဆက်စခန်းကျသွားတာကရင်ပြည်နယ်တကြောမှာသူပြက်ပြက်ဆင်းအောင်တွားခဲ့တာထိုင်းနေဆက်မှာဆိုတော့အခုမောတော်စခန်းကိုလည်းငထိန်တွားပြီးတော့ကယ်မလားမသိလောဆယ်တော့ကျွန်တော်စောက်သင်းပြောထားလို့လေဘာတွေစောက်သင်းပြောလဲဆိုတော့အဲ့မရှာမအောင်တွားကြည့်မယ်လို့နော်တစ်ချက်လိုက်ခဲ့ဟဲ့ ်ကြံစည်တဲ့ကောင်လေးရိုင်းတိုင်းလေးအမင်းကဥမာလေးပေးပြန်နေပြောပါတော့ဒီနှစ်ထင်းတို့ဘာတို့ပါဝင်အဲ့ဒီဘောမအတိုင်းဝိုင်းရလေခုနကပြောစလို့စပွဲတို့တို့ပကံဆေးဆေးတဲ့ဒူးလို့နော်အမြဲတို့ပြောတယ်ကျွန်တော်ကျွန်တော်ကျွန်တော်တော့တို့စိတ်ထဲမှာအဲ့ဒါကိုနာစရာလို့ထင်ကြတာဘာတို့မှပညာမတတ်တဲ့အတွက်တမာအာဇီဝကျတဲ့အလုံးမှန်တမျှတီဂုံယူစရာကောင်းတယ်ဆိုတဲ့အမှန်တရားကိုတို့မသိဘူး အဲ့တော့တို့ကဇပွဲတို့လို့ပကံစေးလို့ကျွန်တော်ဘောမှာလည်းဇပွဲဖိုးခဲ့ပူအောင်နော်ပကံလည်းကျွန်တော်စားတမိမကံတော့ကျွန်တော်ဆေးဘူးတာပေါ့တော့နော်အခုတော့မှတစ်ခါကြရင်ဘေးမှရှိတဲ့ညီတွေကဝနေ့နဲ့ယူယူဆေးပေးတယ်နော်ကိုယ့်ကောင်တော့ဆေးစရာမလိုဘူးအဲ့ဒါအဲ့တော့အဲ့ဒီစကလုံးတွေဟာရှစ်စရာလို့တို့စိတ်ထဲထင်ပြီးတော့ဗာပြကျွန်တော်အဲ့ဒီစကလုံးတွေလည်းတို့ကစော်စော်ကားတယ်နော်ကျွန်တော်ဒီနေရာမှာစိတ်မကောင်းဖြစ်တာကလူငယ်တွေအနေနဲ့ဘုရင်ကပြော၁၄၅နှစ်အရွယ် မိန်းကလေးတွေယောက်ျားလေးတွေအနေနဲ့ဒီလိုစကားမျိုးတွေကြားဝိုင်းဒီကလေးတွေကဘာဖြစ်သွားမလဲဆိုတော့အော်ဇပွဲလို့လားရှက်เสียပဲเนาะပကံစေးတာရှက်เสียပဲဒီလိုထင်ဝိုင်းဒါဒါဒါတောက်တွားပြီလွယ်လွယ်မှားသွားပြီလုံးဝအစိတ်ခတ်တာဟုတ်တယ်เนาะကျွန်တော်ပြောတာမှားလားပကံစေးတဲ့အလုပ်လို့ဇပွဲထိုးတဲ့အလုပ်လို့ဒါဒီဒီရှက်စစ်လားတိုင်းပြည်ဘန်နာကိုခိုးပြီးတော့ရတဲ့လကတဲ့အစပေါင်းများစွာချမ်းသာနေတဲ့သူကရှက်เสียလားကျွန်တော်အမြင်ပြောရရင်တော့ တိုင်းပြည်ဗန္နာကိုကိုရတဲ့လကနဲ့အစမတန်အစပေါင်းတော့ဆယ်ရှိရာရှိချမ်းသာနေတဲ့လူမျိုးမှသာလျှင်ဒါဟာတိုင်းပြည်ရဲ့တခိုးအာနာယူဆိုပြီးရှစ်ဆရာလို့ကျွန်တော်တော့မြင်တယ်အဲ့တော့ကျွန်တော်အမြင်မှားတယ်ဆိုတော့ဝိပန်နိုင်ပါတယ်အကြံပြုနိုင်ပါတယ်နော်အဲ့တော့ပကံစေးတဲ့အလုပ်လို့ဇပွဲတို့တို့အလုပ်တို့ဒီတပ်အားအာဇီဝကြဆောကိုယ့်ရဲ့ကာယအားနဲ့ကိုကြိုးစားအားထုတ်တာဖြစ်တဲ့အတွက်ရှစ်ဆရာကောင်းစရာမပြေဒါဒီ ဂုံယူเสียလို့ကျွန်တော်တော့တတ်မှတ်တယ်အဲ့တော့ကျွန်တော်တတ်မှတ်ချက်မှားတယ်ဆိုရင်လာပြောပါမှန်တယ်ဆိုရင်တော့ငထိန်ပြောတဲ့စကားကိုကြည့်ပါဒီကောင်ကဘလောက်အောက်တန်းကြလဲဆိုတာနေအောင်ပြတာသူအဲ့လေသူ့ရိုင်းဆိုင်မကြိုက်ဘူးဆိုတော့ကျွန်တော်ရင်းရင်းချင်းလေးပဲတုတ်ပြန်ပေးမယ်နော်ခုထိကျွန်တော်တခုံးမဆဲသေးဘူးနော်ကြည့်တော့အဲ့တော့မင်းအပုတ်ပြရတော့ပြောမှငါတဘိုးတော့ပြန်ပြောတယ်မင်းဘွားကြီးပြန်ကြာနော်ယောက်ျားဆိုရင်ငထိုင်ရဲ့ယောက်ျားပီတာတဲ့စကားကိုပြောရတယ်မင်းတည့်ရက်แท้ ငါ့ကိုတည်င်းပနပုတ်တင်ငါ့အကြောင်းကိုမင်းအသင်းပနပုတ်ပြောတယ်မင်းအအကောက်မှာမရှိတယ်နော်မင်းတပတ်အတွင်းမင်းပြန်ကြည့်လိုက်တင်ထားတာပနပုတ်ကြလဲလို့တိလာမင်းငါ့တပုတ်ပြောမှငါကမင်းဗီဒီယိုကတ်ပြီး reaction လုပ်တာဟုတ်တယ်နော်ဒီနေ့ချိန်ထိမင်းဗီဒီယိုဘေးမှာကတ်ပြီးတော့မင်းငါမပြောတဲ့နေ့မရှိဘူးအဲ့တော့မင်းပြောမှငါပြန်ပြောလို့ရတာဟုတ်တယ်နော်ဒါတော့မှအရှင်း မင်းဟိုနေရဆိုတည့်ရထဲနဲ့မင်းဘယ်နှပုတ်ကြလဲမသိဘူးမင်းပြောထားတာလင်းငါပုတ်ဖြစ်နေတဲ့အတွက်ငါမနိုင်တော့လို့အဲ့ဒီတည့်ရထဲအားချုပ်ပြီးငါတပုတ်ပဲဝင်ရှင်ပြန်ပြီးတယ်အဲ့တော့မင်းနဲ့ငါဘသူကအပုတ်ရင်မြန်မြန်တယောက်ကိုတယောက်ပုတ်ခတ်နေတာဟုတ်တယ်နော်မင်းမင်းယောက်ျားမလားယောက်ျားဆိုရင်မင်းမရှက်ဘူးလားဘာလို့စကားကိုမဟုတ်ကဟုတ်ကလိန်ညာပြီးပြောတာလဲဟမ်ဒီလားစစ်သားဆိုတာယောက်ျားပိတာရတယ်အခုကမင်းကျော်တကီးဖြစ်နေတာကြီးအဲ့ဒါမင်းမရှာကြီး င်ဝိုင်ပြရအဲ့တော့ပြုံးပြုံးလေးပဲနော်အတော့ပြုံးပြုံးလေးရပြုံးပြုံးလေးရုပ်ရှင်ကွာအခုတော့မှပြုံးပြုံးလေးရုပ်ရှင်ထိုင်းနိုင်ငံရဲ့မပြဘူးတဲ့မနှမ်းဖိတ်နေတယ်ကိုစီစာမကြည့်လို့တဲ့ပြုံးပြုံးလေးရုပ်ရှင်ထိုင်းမှာပြတိလားပြုံးပြုံးလေးပဲငါတို့လေကောင်းပြီမင်းဥမာလေးပိန်းနေငါလည်းပြောပြအောင်อืมแล้วบอกเนาะอ๋อไอ้อุปมาดิอุอุปมาတို့อุปเมยอ่ะလို့ဆိုတာငါတို့อ่ะစိတ်ဝင်စားတော့ပျော့ဒါမင်းယုံကြည်တာအတဲအောင်လေးဒါငါယုံကြည်တာလက်အမဲအောင်လေး မိကမိယုံကြည်မှုရှိလားမိကမိအရင်ရင်ရှိတယ်လို့မိကမိယုံကြည်လားမိကမိအရင်ရင်ရှိတယ်လို့မိကမိယုံကြည်ပြီးမိကမိယုံကြည်မှုရှိလားကောင်းသောရှင်နိုင်ခြင်းနဲ့ရှင်ပြန်ရတယ်အဲ့ဒါဆဲဆိုရန်ဆိုင်လိုက်ငါဘာဖြစ်သွားအောင်ဟုတ်ပြီနော်ဆဲဆိုရန်ဆိုင်လိုက်တာငါဘာဖြစ်သွားအောင်လူတယောက်ရှင်ပြန်ကောင်းသောရှင်နိုင်ခြင်းနဲ့ရှင်ပြန်ရတယ် โอเคမင်းပြောတဲ့စကားဆဲဆိုရင်ငါမင်းကိုဆဲလိုက်လို့မင်းဘာမှမဖြစ်တော့ဘူးဆိုတော့ငါလက်ခံတယ်ငါထောက်ခံတယ်ဝန်ခံတယ်ဟုတ်တယ်နော်ငါမင်းကိုဆဲလိုက်လို့မင်းဘာမှမဖြစ်ဘူးဒါပေမဲ့မင်းမင်းတိတဲ့အတိကအဲ့လားလေးပဲတိတယ်ဒါမင်းပြောတဲ့ဥပမာလားအဲ့ဒါဥပမာပေါ့အော်မင်းဘဝမှာအဲ့ဒါအဲ့ဒါတကယ်ဟိုအတိတရားနဲ့နှိုင်းရှင်ပြီးပြလိုက်တဲ့စကားတခွန်းလားဒါမင်းအယောင်ဒါငါအယောင်ဒါမင်းယုံကြည်မှုဒါငါယုံကြည်မှုဟုတ်လားငါယုံကြည်မှုနဲ့အသက်ရှင်နေတာမဟုတ်ဘူးနော် logic ဗီတာပဲငါအသက်ရှင်နေတာ ငါပြောတဲ့စကားငါလုပ်တဲ့အလုပ် logic ဗေဒအရာကိုင်ညီရှိတဲ့အလုပ်ကိုလုပ်တယ်ကိုင်ညီမှုရှိတဲ့အပြောကိုပြောတယ် logic ဆိုတာနားလည်တာမင်းစာတင်ရရင်တော့တက်လိုက်ဒီနားလည်မယ်နော်မင်းစာမတက်ရင်တော့ပြောမတတ်ဘူးနော်အဲ့တော့ logic ဗေဒဆိုတာဘာလဲတွားလိလာပြီးမှငါဆိုတာဘာလဲပြန်လာပြောယုံကြည်မှုနဲ့အသက်ရှင်တာမဟုတ်ဘူးဘာဖြစ်လို့ငါအမားမှန်ကို logic ကြကြခွဲခြမ်းစိတ်ပြပြီးတော့နာကိုငါဘလောက်လုပ်နိုင်တယ်မှန်တာကိုငါဘလောက်ပြောနိုင်တယ်အဲ့ဒါငါလုပ် ယုံကြည်မှုဆိုတာကမမြင်ရဘူးเนาะလက်ကင်မပြနိုင်ဘူးလက်ကင်မစုံနိုင်ဘူးเนาะစိတ်ကူးထဲမှာရှိတာကိုလောက်တာရှင်းရှင်းပြောရင်စင်ကန်းတော်တော်လို့ပြောလို့ရတယ်အဲ့ဒီယုံကြည်ချက်ကြီးကမှားဝိုင်းလွတ်ဟုတ်တယ်เนาะအဲ့တော့ယုံကြည်ချက်မှန်လားမှားလားဆိုတာကိုဘာမှမသိဘူးငါကြတော့အဲ့ယုံကျဲနဲ့မတော်ဘူးငါပေါ့เนาะမှန်မှန်ကန်ကန်နဲ့တွားတယ်ဘာလို့မှန်ကန်လဲ logic ပေးတာလက်တွေ့ကြငါပြောတဲ့စကားတစ်ခုကလက်တွေ့ဘယ်လောက်ကြလဲ လောကတဘာဝအမှန်တရားနဲ့ဘလောက်ကိုက်နေလဲအဲ့ဒါ logic ပေးကြเนาะအဲ့တော့ယုံကြည်မှုနဲ့မတော်ဘူးငါ logic နဲ့တော်တာအဲ့တော့ logic ဆိုတာဘာလဲမင်းဘုရားမှာလစ်လိုက်ကြည့်လိုက်သိလားเนาะဆက်ပြောအဲ့တော့အဲ့လိုရိုင်းဆိုင်နဲ့ရိုင်းဆိုင်ချင်းနဲ့ရှင်ပြန်ရတယ်လို့မင်းကောင်းလဲမင်းအသိဉာဏ်လဲမင်းကိုမင်းသတ်မှတ်ထားတယ်ဆိုရင်တော့อืมမသတ်မှတ်တာပေါ့ဒါပေမဲ့တခုတော့ရှိတယ်တန်ရာတန်ရာတော့ငါပြန်ပေးတယ်ကိုစီဆိုတဲ့ကောင်ကတစ်ဖက်လူအလုံးကိုလိုက်ရိုင်းနေတာ တေချာနားထောင်နော်တေချာအမင်းကယုံကြည်ခြင်းနဲ့မပြောဘူးနော်လက်တွေ့ချက်ချပဲငါပြမယ်မင်းကိုကိုစီဒီအခုဆိုငါတို့ဆိုကွာစစ်တပ်နဲ့စစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝိုင်းအားလုံးကြီးငါတို့ရဲ့စန့်ချင်ပဲငါတို့ရဲ့ရန်သူတတ်မှတ်ထားရနော်ဟုတ်ဒါပေမဲ့အဲ့ဒီစန့်ချင်တဲ့အတိုင်းဝိုင်းမှာရှိတဲ့လူအားလုံးကိုကိုစီဆိုတဲ့ကောင်ကလိုက်ရိုင်းဆိုင်ပြီးရှင်ပြိုင်နေတာလားအဲ့တော့ဆိုရင်တော့မင်းပြောတဲ့စကားမှန်လိုက်မယ်ဟုတ်လားငါလူတိုင်းကိုလိုက်ရိုင်းတာမရိုင်းဘူးနော်ရှင်းတယ်နော်မင်းတို့ဘောမတွေတဲမှာတော့ငါ တန်ဖိုးရှိရှိလက်ခံပြီးတော့စကားပြောတဲ့လူရှိတယ်။နော်ကိုမောင်မောင်တော်မထိုင်းုံလာသေးတယ်ငါမတွေ့လို့တွေ့လဲစကားထိုင်ပြောဖို့ဝင်မလဲဘူးဒီလူတွေ ਨੇ ဘာဖြစ်လို့လဲလူလူလူအတိတ်တရားရှိတဲ့လူငါတို့တန်ဖိုးထားတယ်။အေးရိုင်းဆိုင်နေဆိုတာကအဲ့ဒီလူတွေအစ်စ်တန်းကအဲ့ဒါတော့ပဲတန်လို့မင်းကနေပြောသလိုအရှုံးခံပြီးတော့ကိုယ့်ကိုယ်အရှုံးခံပြီးတော့ရိုင်းပေးတယ်အဲ့ဒီလူတွေအစင်တန်းအဲ့လိုရိုင်းတဲ့အစင်လောက်ပဲတန်လို့ရှင်းလား ဲ့တော့မင်းတို့ကရှင်ပြိုင်နေတာဒီမင်းတို့ကပြိုင်ဘက်လို့မတတ်မှတ်ထားဘူးတိလာငထိုင်မင်းကငေါ့မျိုးစုံဗီဒီယိုဖုန်းဖိုင်နေတိမင်းကတရနေပြောနေတာနော်မင်းကမင်းဒီတိုင်းတင်တဲ့ဗီဒီယိုဖိုင်နဲ့ငေါ့ပြောပြီးတင်တဲ့ဗီဒီယိုဖိုင်ဘဒူဂျူးပွင့်မင်းမပြန်လည်လာပါရှင်းတယ်နော်အဲ့တော့ငါကမင်းတို့အစ်စ်မျိုးငါ့ပြိုင်ဘက်လို့မထားဘူးဘယ်ဝင်းအာယုံနဲ့ကိုမထည့်တာမင်းခလေးတကောင်တော့ပဲငါတပေါ်ထားတာဟောဥမာငါဘေးနားမှာနေတဲ့ဗလာကြီးတော့မှနော် မင်းအတက်အမြိုင်းငယ်အဲ့ဒီငထိဆိုကောင်ဆောက်ဖောင်းတော်ကိုကြီးကကလေးလိုပဲဒီကောင်ရေးကြီးရတယ်ဟမ်မင်းစင်ရအဲ့လားငါဘေးမှရှိတဲ့ကလေးတော်မှမင်းအဲ့လိုပြောတယ်နော်ကိုကြည့်အဲ့အဲ့ဒါမင်းမင်းစင်ကိုမင်းသိပြီးတော့ရှင်းလားအခုတော့မင်းသတိပေးလိုက်မင်းကူရောက်နေတဲ့ဘဝမင်းကူလက်ရှိမင်းကူနေထိုင်နေပုံလားမင်းဘဝရဲ့အမြင့်ဆုံးနေရာပဲဟုတ်ပြီနော်ငထင်း ပညာမဲ့ဆိုတာအဲ့ဒါပဲကွာပညာမဲ့တွေကစကားတခုံးကိုဘာမှမသိပဲနဲ့စွတ်ပြောတယ်အတိတရားရှိတဲ့သူကြတော့ကိုပြောတဲ့စကားတခုံးကိုကိုတောင်းဝင်ခံနိုင်မှပြောတယ်မင်းငါဘဝကိုအစင်းပြောငါဘဝလေထိုင်းနိုင်ငံရောက်မှသူများရှိမှကျွန်ဆိုတဲ့အလုပ်ကိုလုပ်ဘူးอ่ะနော်ရှင်းလားမွေးတဲ့ကသူများအလုပ်ဆိုတာဘာမှမသိသူများဟိုတာခေါ်ခိုင်းလာတဲ့ဘဝရှင်းလားမင်းလက်လာကြည့်လိုက်အဲ့တော့အဲ့လိုပြောမှဆိုရင် မင်းကတမိုင်းကြောင်အရင်လစ်လို့လေလေဒီကောင်ကဘလုံးပီတာစုကမွေးဖွားလာတယ်ဘလုံးအတိုင်းဝိုင်းကကြီးပြင်းလာတယ်ဒီကောင်နေတဲ့အရက်ဒိနာမှာမွေးဖွားခဲ့တဲ့အရက်ဒိနာမှာဒီကောင်ဒီမျိုးရိုးကဘလုံးမျိုးလေမလစ်တော့မလားအဲ့ဒါပဲအဲ့တော့ပညာမဲ့တွေကအဲ့ဒါအပညာမဲ့တွေစရိုက်အကိုထင်တာကိုကိုပြောမြေခွနဲ့ပြောယုံကြည်မှုနဲ့ပေါ့အာဒီကောင်ကဂျလေဘီပါကွာတော်မျိုးဝင်ပြောတော့ဒီကောင်ကလူမိုက်ရုပ်ဒီကောင်တွေအောက်တန်းစားတွေဒီကောင်တွေပြောက်ကဘလောက်အိပ်ကြီးကောင်းဝေးဝေးလူရုပ်မပေါ့ဘူး ပညာမဲ့ကအဲ့ဒီယုံကြည်ချက်နဲ့သွားတယ်ငါတို့အတိတ်တရားရှိတဲ့လူကြအဲ့လိုမသွားဘူးဒီလူတယောက်ပြောလို့ဒီလူကဘယ်ရလာဒီကောင်ကဘာမှမွေးတယ်အဲ့လိုပြောတယ်နော်အဲ့တော့ဘုမင်းပြောရတယ်ငါ့ဘောမှာအမြင့်ဆုံးပြောတယ်ငါမျိုးပြန်ပြောပြငါ့ဘောကဟာထိုင်းရောက်မှသူများကြုံဘောရောက်တာအဲ့တော့မြင်လားမမြင်လားတော့မသိဘူးလိလရှင်းတယ်နော်အဲ့တော့လိလကြည့်နော်နားလေလားမသိဘူး နားလည်လားမသိဘူးဆိုတော့မင်းကိုပြောရမှာကော့ကိုအိုငါပြောတဲ့စကားတွေတေချာတိုင်းနားကယုံကြည်ကြပြန်အောင်လေငါယုံကြည်ထားရင်မရအောင်လေမင်းကိုယုံကြည်တာလားမပြောနဲ့အဲ့ဒါစောက်ပေါ်တွေလုံးဒီလားငါတို့လက်တွေပဲကြိုက်တယ်နော်ဘာတခုမှမယုံကြည်ဘူးအပြာလည်းမယုံကြည်ဘူးအမဲလည်းမယုံကြည်ဘူးဒီလားမင်းမင်းတယောက်တည်းယုံကြည်မဟန်မတိသူကပဲဘောက်တာဟမ်မရှာကောင်လေးဘောက်တာဟုတ်လားစစ်လက်တိုင်းတက်တဲ့ကောင်လေးအဲပြောတော့စစ်သားတက်ထိန်တယ်ဟမ် ။မင်းယုံကြည်မှုရှိတယ်။မင်းကမင်းအရေးကြီးရှိတယ်ဆိုရင်ကောင်းသောရှင်တိုင်းကြီးနဲ့ရှင်ပြ။အဲ့တော့ရိုင်းတိုင်းကြီးနဲ့ရှင်တိုင်းနဲ့ဆိုရင်မင်းကူးရောက်နေတဲ့နေရာမင်းကူးနေတိုင်းရဲ့ဘဝကမင်းဘဝအမြင့်ဆုံးပဲ။ဟုတ်ပြီလား။လူတယောက်ကောင်းသောမရှင်ပြန်ကြီးနဲ့မရှင်ပြန်ဘူးဆိုရင်လူမွေးလူရောပြောင်းလဲခဏပဲ။တုတ်ကြိုင်ဖုတ်မလဲပဲ။ဟုတ်နော်။ဂယူဆိုင်အဲမင်းကူးရောက်ရှိနေတဲ့နေရာမင်းနေထိုင်တဲ့ပုံစံ လူမွေးလူရောင်ပြောင်းတယ်ဆိုတဲ့စကားကိုလည်းမင်းကပြောပြအောင်ပါကွာနော်မင်းတို့ပညာမဲ့အတန်းစားကတော့အဝိကောင်းစားလာတွေဝိမတန်ဖိုးကြီးလက်ဝိယရဏာတွေဝိမနော်တန်ဖိုးကြီးရဲ့အဆောင်အယောင်နေတဲ့နေမမင်းတို့ကလူမွေးလူရောင်ပြောင်းတယ်ထင်တယ်ငါတို့လူမွေးလူရောင်ပြောင်းတယ်ဆိုတဲ့တတ်မှတ်ချက်ကတော့ဒီလူကစကားပြောဘလောက်ထိမှန်ကန်တာကိုပြောလေဒီလူပြောလိုက်တဲ့အကြောင်းအရာဒီဘယ်တော့မှမဟုတ်တာကိုမပြောဘူးဒီလူဒီတူများပေါ်မဟုတ်တာမလုပ်ဘူးတူများပေါ်မယုံပါဘူး အတူတူတွားလို့နဲ့သူပြန်စော်တတ်တယ်။နေတာတည်ကြည်တယ်ပြောတာယောက်ျားပီတာကလိန်ကချင်မပြောဘူးဖာမကြဘူးနော်အဲအဲ့ဒါဆိုရင်ဟာဒီလူကလူမွေးလူရောပျောက်မယ်နော်အဲအဲ့ဒါငါတို့ကတတ်မှတ်ချက်အဲ့လူကကိုပြောင်ပြောင်မနေနေငါတို့မျက်စိထဲမှာအဲ့လူကဘာဖြစ်လဲလူအဆင့်တန်းရှိတယ်လူမွေးလူရောပျောက်တယ်ငါတို့အဲ့လိုတတ်မှတ်တယ်ဒါပေမဲ့မင်းတို့ပညာမဲ့တွေကအဲ့လိုမတတ်မှတ်ဘူး ဟုတ်လားမအင်းကြီးကောင်းကောင်းဝတ်ထားမှာငါကိုခက်ရမှာဂျွန်နန်တို့တို့အိုင်မတ်တို့အဟမ်းငါတို့ခက်တရဆိုဟုတ်လားဘနတ်ဆိုရင်ပါအဲရိုဆိုစီးမတော့အဲအဲအဲရိုဆိုနဲ့ဂျွန်နန်တို့နဲ့ဆိုဟာအကောင်ဒီကောင်လူဝဲလူအောင်ပြောင်းနေပြီဟုတ်တယ်နော်အဲ့တော့မင်းတို့ကငါတို့ကွာချက်ကအဲ့ဒါလို့ကွာတယ်ပြောတာရရှိရကွာဟာနော်ဆက်ပြောငါချက်ကကောင်းနေတီတီလောက်နေခက်မဲ့ပြောအမြင်ဆုံးပဲထက်မြင်သွားကြရမရှိဘူးဟုတ်ပြီရအမင်းကမင်းအရင်ရှိတယ်မင်းကမင်းယုံကြည်တယ်ဆိုရင်ကောင်းဆုံးရှင်နိုင်ရင်ရှင်နိုင်တယ်မှာ အရင်ရှိတယ်ဆိုရင်ပေါ့နော်အဲဆဲဆိုရန်ရင်းနဲ့ဖြေနိုင်ရင်လည်းဆိုရရတယ်ဘာဖြစ်လို့မိဘွားကြီးထုတ်တော့မှထင်နေမှာဆိုလို့မိဘွားကြီးထုတ်တော့မှမိဆဲဆိုရန်လည်းလို့မိဘွားကြီးထုတ်တော့မှလို့လာခဲ့မိမနိုင်ငံနဲ့ပြောင်းလာခဲ့နော်မင်းတည်တဲ့အချိန်ငါရှိမှလာဆင်းနေလိုက်ဟုတ်ပြီလားညှော်လင့်နေတာလားမင်းဆင်းရမယ့်ငါ့ကိုလာပြီးတော့ညှော်ပြီးလဲလားမင်းရှင်မှာငါမင်းကိုလာဆဲပြီးအောင်ဟာတိုင်းညှော်လင်သွားပြီမင်းအကြီးကြီးတော်လိုက်တာဆိုမှန်တဲ့ပြန်ကြည့်ရင်ကထိတ်ကိုရုပ်ကိုမြန်တဲ့ပြန်ကြည့်ဟမ် ငါငါဆိုလက်ကောင်ကမင်းရှီကိုလာပြီးတော့မင်းတို့ပဲတခုတခါလာဆဲပေးအောင် မလဲဟမ်ဟဲ့ရွှေခြေကြောက်ကြွခါလေဘာတသိမ်းပေးမှမယ်ဆိုတော့မမျော်လင့်နဲ့ရှင်းလားနော်အဲ့တော့မင်းတို့ကပြောမယ်နော်ငါသမင်းစားမှုငတ်နေပါစေနော်မင်းမင်းတို့ပညာမဲ့တိအောင်ပြောငါသမင်းစားစရာမရှိဘူးပြီကွာငတ်နေပါစေသူများရှိရတောင်းစားလိုက်တိလားမင်းတို့ပညာမဲ့အောက်တန်းစားနေတယ်ငါမပတ်သက်ဘူးရှင်းလား နော်ငါတို့လူမွေးလူရောင်ဆိုတော့အဲ့ဒါကိုပြောတာအရှင်တန်အရေးချင်းယုံကြည်မှုဟုတ်ပြီနော်အဲ့ဒါဒီဆိုင်မိကူရောက်ရှိနေမိနေတိုင်းလဲမိကူလေးရောက်နေတဲ့နေရာမိနေဆိုင်တဲ့ပုံစံမိဘဝအမြင့်ဆုံးပဲအဲငါဘဝပရမဦးဆုံးချုပ်တဲ့အိတ်ကူလာသလိုမင်းတို့လိုပဲထိုင်ရနေပြီးတော့ပြန်လွှဲတဲ့ငါဘဝမှာလေအချုပ်မပြောနဲ့လက်ပေါ်တော့လက်ချင်းမတင်ခံဘူး ရှင်းလားငါမွေးတဲ့ကအချုပ်သေးကိုဝင်ဖို့မပြောနဲ့ငါလက်ပေါ်တော့လက်ချင်းမတင်ဘူးကြည့်လားငါတော့ငါတော့မိုင်းနော်လိလာငါထင်းရဲ့အဲ့လိုမတီးပဲဆွတ်ဆွတ်ပြောဆိုဘုန်းကြီးဖြစ်ကောမင်းကငါတနာလို့ပြောတာနော်မင်းနောက်ကြောင်းငါမတီးဘူးနော်ဒါဖုန်းဝင်လင်းပြောတာမင်းနောက်ကြောင်းဘာဖြစ်နေလဲပဲငါမပြောဘူးလက်ရှိမင်းဖြစ်တည်မှုပဲငါပြောတယ်အာငါထင်းရဘလို့မျိုးရိုးอ่ะငါမပြောဘူးအဲ့ဒါမဲ့တခုငါပြောတယ်မင်းပြောနေလွဲနေတဲ့အရာတွေ မင်းယုံကြည်ချက်နဲ့မင်းပြောသလိုလွဲနေဆိုမိမိမတွေမင်းကိုမဆုံးပေးလို့မိမိမတွေမဆုံးမလားဆုံးမလားငါအဲ့ဟာတောက်ပဲပြောတယ်မင်းကဘယ်ဘွားလာတဲ့ဘာကောင်မှငါမပြောဘူးနော်မင်းလက်ရှိဖြစ်တည်မှုကိုပဲငါပြောတယ်ရှင်းလားအေးအဲ့လားပဲအဲ့ဒါလိလာကောင်းလေကြောက်ငါဘွားပရမအောင်ဆုံးအချိုးတဲ့အိမ်ဘူးလားနော်တွေ့တဲ့ခါကျတော့ဖင်မိုးထောင်အောင်ကြတော့လားဖင်မိုးထောင်ကြတော့လားယူဆိုင်ဟုတ်ပြီလားယူဆိုင်နော်မင်းတွေ့မင်းကိုဘယ်သူကကြတော့လဲငထိုင်ရဲ့မြန်မာပြည်မှာလေ မိတက်ဘောင်းမိဝစ်ထားတော့မှလေဆရာလို့ခေါ်ခံတယ်အဲ့ဒါကြီးကตายဆရာမုံချက်ဆရာကြီးအဲမင်းကပါလေမင်းဘင်းတော်ခေါ်ပြီးဆရာခေါ်လို့ဟာကြည်နူးတယ်ပေါ့အေးငါတို့မြန်မာပြည်သားတွေအကျင့်ရလေပွဲမဖြစ်ဖြစ်ပါဖြစ်မိတက်ဘောင်းမိလေးဝစ်ထားပြည်သူစစ်ဘောင်းမိလေးဝစ်ထားငါတို့ဘက်ကပြည်သူစစ်ဆိုတဏှမကန်ရအောင်နော်အဲအဲဘီလူးစစ်ဘောင်းမိဦးလားအားဆရာဆရာတိရသူရဲ့နဲ့ပြုဆက်တော့ဟုတ်နေတာပဲကွာဟာနမအုပ်မှာငကုတ်ဖို့ပေါ့ ဟုတ်တယ်မလားအနူတော့မှလူကြောပေါ့ဒါပေမဲ့အထင်ကြီးစရာကောင်းတယ်အေးအဲ့ဒါပဲနော်ဟုတ်ပြီလားအရာဝင်သေးလို့အရာဝင်လာလိုက်မယ်ဟုတ်ပြီလားလူကြောကောင်းကောင်းရှိနိုင်ရင်လည်းမရှင်ပြိုင်ဘူးအဲဆဲလို့ရန်ရန်ကြီးမှတက်တယ်ဆိုရင်ဂူးဆိုင်မင်းကရောက်နေတဲ့နေရာမင်းဘဝအမြင့်ဆုံးနေရာပဲထက်မြင့်စရာကောင်းမရှိဘူးနော်ယုံကြည်မှုရှိရအရင်ရှိတယ်ဆိုရင်ပေါ့နော်ကိုကူအရင်ရှိတယ်ဆိုယုံကြည်မှုရှိရတယ်ကြားရတယ်နော်ဒီဗီဒီယိုဖိုင်လေးကိုတိတိကျကျနားဆင်ပြီးတဲ့အတွက် ယေရှုတင်ပါနားဆင်ဒီအချိန်အခုကျွန်တော်ဗီဒီယိုအစားရတဲ့အချိန်ဒီရောက်တဲ့အထိနားထောင်ပေးလာတဲ့တူးချင်းစီတန်းရောပြီးလို့ရှိရင်လည်းကွန်မန်းလေးကိုရေးပေးပါပါကျွန်တော်မှားတယ်ကျွန်တော်ပြောတဲ့စကားမှားတယ်ဆိုရင်လည်းကျွန်တော်ဝေဖန်ပါအာမနာပါနဲ့ဘယ်အချက်မှားတယ်ပေါ့နော်ပြီးရင်ငထိန်မှားတယ်ဆိုတော့ငထိန်ဘယ်အချက်မှားတယ်ကျွန်တော်အမှားအမှန်သိချင်လို့ပါတူနဲ့ကျွန်တော်နဲ့ဆိုရင်ဒါအမြင်ချင်းကလုံးဝအကွာကြီးနော်ခုနကပြောသူကလူတယောက်ရဲ့အပြောင်ရောင်မှုအဆင့်အတန်းနော်လူတယောက်ရဲ့ယုံကြည်မှုကျွန်တော်ကြတော့ကျွန်တော်တို့ရဲ့တတ်မှတ်ထားတဲ့အရာ ုံကြည်မှုမဟုတ်ပဲလက်တွေ့ကြတဲ့အရာကိုရှောက်တယ်လူအဆင့်အတန်းပြောင်ပြောင်ရံရံဆိုတာကျွန်တော်တို့တတ်မှတ်ထားတဲ့စံချိန်စံနှုန်းကျွန်တော်ပြောပြတယ်เนาะအဲ့တော့မြင်အောင်ကြည့်ပါပါเนาะအဲ့တော့သူကနေပြောသူကောင်းသောရှင်ပြိုင်ခြင်းနဲ့ရှင်ပြိုင်ပါဆိုတော့ကိုစီအဲ့သူပြောသူစဲရင်စဲမယ်တန်တန်ရပဲဒါအဲ့ဒီစဲတာကလွယ်လို့မဟုတ်တာမမှန်တာကလင်ကချစ်အောက်တန်းကြတာဘယ်အလုံးနဲ့ကျွန်တော်ရှင်ပြိုင်တာရှိဘူးလေသူ့ကိုကျွန်တော်ပြောရင်အများကြီးဖြစ်တော့အခုဗီဒီယိုမှာတော့ကြည့်ပါတနေ့တည်းကျွန်တော်က ဝင်နေတင်တာလေတင်တာတူလေတူကောက်ထုံးဝင်ကြည့်အဲ့လက်တွေ့ကျွန်တော်ပြတာကိုစီအဲ့လိုမောမမှန်စကားပြောဘူးလားအဲ့ဒါနော်အဲ့တော့တနာဖို့ကောင်းတယ်တိလားတက်ထင်းဆိုတာစစ်တက်ထင်းမှာအဓိကချော့ပြောရရင်တော့စီကံထင်းတဲ့ရင်ပေါ့ဗျာဟုတ်တယ်နော်စီကံထင်းတဲ့ရင်ဆိုအဲ့လိုစီကံထင်းတဲ့ရင်အပိုင်းမှာရောက်နေတယ်စစ်သားတယောက်ရဲ့ brain level တွားပြီပေါ့ဒီစစ်တက်မှာမပြတ်ပဲစစ်တက်ပြတ်ဟမ်စဉ်းစားကြည့် စဉ်းစားကြည့်စစ်သားဆိုတော့ဘာလဲစစ်သားတယောက်ခံယူချက်နော်စာတင်လာတဲ့ဟာတွေရှောက်ရုပ်ပြီးတော့ဟမ်ကိုကိုတိကိုတန့်ပြောတဲ့ပုံကြည့်စရာကြီးစရာကြီးလဲဟမ်လူကြီးတော့တရစ်မှမရှိတော့စောင်းစုံစစ်တပ်ထဲဝင်လာတာသူပဲတင်ထားတာရဲဘော်ဘောနော်အခုမှအရစ်ကလေးရတဲ့ဘောကမတိခုနေကပြောသလိုတဖိန်ချုံတော့တူတူတော့မကြည့်ဘူးအဲ့ဒါကြည့်ဝါအဲ့ဒါစစ်တပ်ထဲကစစ်ခွေးတယောက်ဘောကနော်အော်ငထိတ်စကားမဆက်လို့မအညာမာလဲစစ်ကြောင်းပြုတ်မနေ့ကကျုံးခံထိတယ် ဒီနေ့လဲမောတော်မြို့ကြီးနေဆက်မြို့ကြီးကိုတိမ်းခံထိတယ်မင်းဘယ်နေရာမှာဝင်တိုက်ပေးဦးလားတနေရာလောက်ဝင်တိုက်ပေးဦးလေမင်းတကယ်ချင်းတွေမှာထိုင်နေဝင်ပြေးကုန်ပြီအကုန်လုံးဘယ်လိုလုပ်ရောဟမ်ငါလိုက်စင်းမောင်းလို့နေဆက်ကိုတိတယ်အဲ့ဝင်ဝင်ပြေးလာတဲ့ကောင်လေးတယောက်ကိုတထုပ်ချီးထုပ်ပေးမလို့တိလားကဲနော်ကိုစီပြောတာတဲ့တကယ်အားရပါတယ်နော်ပရိသတ်ကြီးတို့ကအားရကြပါတလားကွန်မန့်မှာမှန်ပြကြပါဦးဆက်လက်ပြီးမှနော်ကိုကြီးကိုကြောကြောတင်ဆက်ပြီးတဲ့တဲ့လေးဆက်ကြည့်လိုက်ကြအောင်နော် ရင်မှတ်ခြင်းတူညီကိုမောင်နှမများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ဒါဒီနေ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးပေါ့နော်မြန်မာနိုင်ငံကြီးနိုင်ငံတိုင်းနိုင်ငံတိုင်းမှာတတ်မတော်မရှိလို့မရဘူးဆိုတာတတ်မတော်မရှိလို့မဖြစ်ဘူးဆိုတာလေကျွန်တော်လက်ခံပါတယ်။နော်လက်ခံဒါပေမဲ့အဲ့နိုင်ငံတိုင်းနိုင်ငံရဲ့ပြည်တွင်းထဲမှာတည်ရှိနေတဲ့ အဓိကနိုင်ငံတနိုင်ငံမှာပြည်သူတွေရဲ့အဓိကအချက်ချာကြတယ်ပြည်သူနဲ့အစိုးရနိုင်ငံတနိုင်ငံမှာပြည်သူနဲ့အစိုးရအပြန်အလှန်ဟုတ်လားအပြန်အလှန်တဟဇာတညတ်တမှုပေါ်မှာသွားပြီးတော့နိုင်ငံရဲ့တိုးတက်ပြောင်းလဲမှု ပေါ်မှာကျွန်တော်အခြေခံအခြေခံထားပြီးတော့နိုင်ငံတနိုင်ငံတိုးတက်ဖို့အတွက်အစိုးရမှလည်းတာဝန်ရှိသလို ်ပြည်တွင်းမှာရှိနေတဲ့ပြည်သူပြည်သားတွေမှာလည်းတာဝန်ရှိတယ်။ဒီကနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်သွားတာကကျွန်တော်တို့နိုင်ငံတွင်းမှာရှိနေတဲ့เนาะအစိုးရနဲ့ပြည်သူအဲ့ဒီအစိုးရနဲ့ပြည်သူပြည်သူကတင်မြောက်ပေးလိုက်တဲ့အစိုးရကိုဟလာဒီအာနာရှင်အကြမ်းဖက်စစ်အုပ်စုကနေပြီးတော့ဒါပြည်သူရောအစိုးရရောဟလာ လက်နဲ့အာကိုပြီးတော့အာနာသိမ့်သွားတဲ့အတွက်ဒီနေ့ဖြစ်တဲ့ပြဿနာအဲ့တော့ခမားတို့ဘောမအုပ်စုတွေကိုအယိုးကိုက်အုပ်စုတွေကိုလော်ဘီလုပ်နေတဲ့ကောင်တွေကိုမင်းတို့မြန်မာတနိုင်ငံမှာတက်မတော့မရှိလို့မဖြစ်ဘူးဆိုတာကျွန်တော်ပြောထားပြီးပြီနော်အဲ့တော့ဒီကလေးမင်းတို့သိပြီးတော့စောက်ထင်ကြီးနေတဲ့အာနာရှင်အုပ်စုကြီးကိုအခုမင်းတို့က လုံတုပ်လောက်တာမင်းတို့ဘောမအယိုးကိုက်စစ်ခွေးလော်ပြီးအုပ်စုတွေကလုံတုပ်လောက်တာငါတို့ကတိုက်နေတာတတ်မတော်ဘူးမဟုတ်ဘူးဆိုတာငါတို့တိုက်နေတာငါတို့ပြည်သူနဲ့ငါတို့အစိုးရကိုငါတို့ပြည်သူနဲ့ငါတို့အစိုးရရဲ့တင်မြောက်ထားတဲ့အစိုးရကိုမင်းတို့ကအာဏာကိုအလွဲသုံးစားလုပ်ပြီးတော့အကြမ်းဖက်လက်နက်နဲ့မင်းတို့သိမ်းသွားတာအာဏာသိမ်းသွားတာ အဲ့တော့မင်းတို့သိပ်ပြီးတော့စောက်ချင်ကြီးနေတယ်ဒီစစ်တပ်ကြီးကိုမင်းတို့ကနိုင်ငံတော်ကာကွယ်ပါတယ်နိုင်ငံတော်ကာကွယ်ပါတယ်ပြောပြီးတော့ဘယ်နိုင်ငံနဲ့စစ်ဖြစ်နေတာလဲတေချာပြန်စဉ်းစားတော့ဘယ်နိုင်ငံနဲ့စစ်ဖြစ်နေလို့လဲခမရတို့မပူနဲ့မင်းတို့ဘောမအယိုးကိုက်လော်ဘီခွေးအုပ်စုတွေကိုငါပြောနေတာမင်းတို့မပူနဲ့ခြားနိုင်ငံနဲ့ဖြစ်လေမင်းတို့ဖိန်ခံရမှာဖိန်ခံရမှာ အေးအရင်ကဘိုးချုပ်တီထောင်ခဲ့တဲ့တက်မတော်ဆိုတာကတကယ်ကိုအရေးချင်းနဲ့တကယ်ကိုလေးစားဂုံယူတာစူးစမ်းအားထုတ်မှုတွေနဲ့တကယ်ကိုပြည်သူတွေကလိုက်လိုက်လဲလဲနဲ့ဝိုင်းရံပြီးတော့စပေါ်တင်လုတ်ပြီးခဲလို့အဲ့ဒီတက်မတော်ကြီးကိုစောက်ထင်ကြီးတာဒီကနေ့မင်းတို့အာနာရှင်က အသုံးချထားတဲ့စစ်တပ်စစ်ခွေးတွေကစောက်ထင်ကြီးစရာတပြားမှမရှိဘူးမင်းတို့စပ်ပိုးတွေတိတ်မပြောနဲ့မအေးလို့တွေငါလိုးမသားတွေစပ်ပိုးတိတ်မပြောနဲ့မြန်မာကအဆင်ဘလောက်ရှိတာတို့ဟာမြန်မာပြည်မှာဘာလက်နဲ့ရှိတာတို့လေဘယ်နှစီရှိတာတို့လုံမလီနဲ့မအေးလို့တွေဟမ်အခုတနင်္လာရီတိုင်းမှာ33မအေးလို့စစ်ခွေးတွေဘာဖြစ်သွားလဲဟမ် 阿哥，你塞的家里劈烂的，朝下午没落机，白占嘛里憋多回来，白占嘛来，啊！阿哥没落的，卡拉那代表四川来说了，你跟你，等你那一台摩托嘛劈烂的，到了家里没落机来，啊，没落是可以的，我罗马达阿那心里过没过落来落皮的。 ဟမ်မင်းတို့စောက်ချင်းကြီးပါလေဆိုပေါ်တဲ့ကြီးရောရေရောလေရောတိုက်နေတာတော့ပြည်တွင်းစစ်တွေမှာမင်းတို့ဒစ်လေပြီးတော့ဖင်အသလီလန်နေတယ်မဟုတ်လားမအေးလို့ကိုမိကိုလိုးမျိုးတွေဟမ်အဲ့ဒါကိုသွားပြီးတော့ပြည်ပကဘယ်နိုင်ငံကငါတို့ရဲ့အနာငါတို့ရဲ့စစ်တပ်ကိုဟာဘယ်သူပါလုပ်ရဲလဲသွားမလုံးနဲ့ဖင်အသလီလန်ပြီးတော့ငါလိုးမာသားတွေဟိုကစီမစို့ပဲလဲလိုးသွားမယ်ဖင်ကို မင်းတို့စစ်ခွေးမအေးလိုမျိုးတွေကိုမင်းတို့မှတ်ထားနိုင်ငံတကာနိုင်ငံမှာစစ်တပ်တမတော်ကအရေးကြီးပါတယ်အရေးကြီးတဲ့ကဏ္ဍမှာရှိပါတယ်ဒါမဲ့ပြည်သူတွေကိုတော့မင်းတို့မစော်ကားနဲ့အနိုင်မကျင့်နဲ့နော်ငါတို့နိုင်ငံမှာမင်းတို့အနိုင်ကျင့်လို့ရတယ်ဆိုလို့ပြည်လက်နဲ့မရှိတဲ့ပြည်သူတွေကိုပဲမင်းတို့အနိုင်ကျင့်လို့ရတာမအေးလို့အကြမ်းဖက်အာဏာရှင်တွေမအေးလို့အယိုးကိုက်ဘောမှာလော်ပြီးတွေမင်းတို့သဘောပေါက်လားငါပြောတာဟမ် မင်းတို့သေချာစဉ်းစားကြည့်ဒီကနေ့လက်နဲ့မရှိတဲ့ပြည်သူတွေရဲ့ခြေရွာတွေခရိုင်တွေပြည်နယ်တွေမှာပဲမင်းတို့ဘုံလိုက်ကျဲပြီးတော့လက်နဲ့မရှိတဲ့ပြည်သူတွေကိုပဲမင်းတို့အနိုင်ကျင့်လို့ရမယ်လက်နဲ့ရှိတဲ့သူအချင်းချင်းမင်းတို့ဖင်ခံနေရတယ်ဆိုတာအခုမောတော်ကတတ်တည်ပြသွားတာတမတ်33တမတ်လိုက်ဘာဖြစ်လဲကိုမေကိုလိုးတွေဟမ်ဘာဖြစ်လဲမအေလိုးတွေဟမ် ဘေးလို့ခွေးသေးဝက်ပြပြခွေးသေးဝက်သေးပြီးတော့ကာလနာတိုက်ပြီးတော့သေချင်းဆုံးနဲ့သေပြီးတော့မင်းတို့ကောင်တွေအခုအရှင်တွေရောအလေတွေရောဟမ်33တတ်မှဘာဖြစ်သွားလဲမင်းတို့သေချာလေးလားစောက်ထင်လာမမင်းတို့ဟိုစောက်ထင်မကြည့်ဘူးပြည်သူမပါဘဲနဲ့တော့ပြည်သူကိုမင်းတို့အနိုင်ကျင့်နေသမျှတော့မင်းတို့စစ်ခွေးတက်ကြည့် ကြရှုံးနေဦးမှာပဲဆိုတာငါဒီကနေရဲရဲကြီးပြောရဲတယ်ဟဲ့အောင်လေနားလိုက်တာငါလိုးမှသားလေကဲနော်ကိုကြီးကိုကြောကြောပြောသွားရတဲ့ကေနော်အားရပါတယ်ဟုတ်ပြီပစ်ကြရေနော်အာဒီဒရင်နဲ့ပတ်သက်ပြီးမှပစ်ကြရမင်းတုံတချက်လေးတွေကို comment မှာရေးပြကြပါအောင်အဆုံးထိကြည့်ရှုပြတဲ့သူရောက်စေတဲ့အရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တရင်တဲ့လေးတွေနဲ့ပြန်ဆောင်ကြအောင်နော်ကဲပါပါ